ဖိလပိုင်ရဲ့မူရင်စေဝါတိုက်ဖြတ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီးတာဝန်ယူမယ်လို့သမရဟောင်းဒူတာတေကပြောကြားခဲ့ပါဗျာ။ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကမူရင်းစေဝါတိုက်ဖျက်ရေးစစ်ပွဲနဲ့ပတ်သက်တဲ့ဆွေးချက်တွေကိုရင်ဆိုင်စေဖို့ဒူတာဒေးကိုမလ12ရက်ကထိန်းသိမ်းထားချိန်မှာဒူတာဒေးကအခုလိုပြောကြားခဲ့တာပါဒူတာဒေးဟာလူပေါင်းတောင်းချီတည်ဆုံစေခဲ့တယ်လို့လူအခွင့်အရေးအဖွဲ့တွေကခန့်မှန်းခဲ့တဲ့မူရင်းစစ်ပွဲအတွင်းလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုတွယ်ဝိုက်ပြီးကြံရပါအဖြစ်ပောင်းဝင်ပတ်သက်မှုတွေနဲ့တရားစွဲဆိုဖို့ကြိုးကြောင်းညှင်းညွတ်တဲ့အကြောင်းပြချက်တွေရှိတယ်လို့ ICC ကယူဆထားပါတယ် တရားဥပဒေစိုးမိုးရေးနဲ့စစ်တပ်ကိုကျွန်တော်ကဦးဆောင်ခဲ့တာဖြစ်ပါတယ်။ခင်ဗျားတို့ကိုကောက်ွယ်သွားမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်။ဒါရီအောင်လို့အတွက်ကျွန်တော်တောင်းယူသွားမှာပါလို့ဒူတာဒီက၎င်းရဲ့အကြံပေးပုဂ္ဂိုလ်တို့ရဲ့ Facebook page တွေမှာတင်ထားတဲ့ဗီဒီယိုထဲမှာပြောကြားခဲ့ပါတယ်။အဲ့ဒါဟာကျွန်တော်လုပ်ခဲ့တာဖြစ်တာကြောင့်ကျွန်တော်ပဲတောင်းဝင်ယူမယ်လို့ရဲတပ်ဖွဲ့နဲ့စစ်တပ်ကိုကျွန်တော်ပြောခဲ့ပူပါတယ်လို့အသက်89နှစ်အရွယ်ဒူတာဒီကပြောပါတယ်။ဒူတာဒီဟာ ICC ရဲ့တရားခွင်မှာထွက်ပေါ်လာမဲ့ပထမဆုံးအာရှခေါင်းဆောင်အောက်တအူးဖြစ်လာခဲ့ပါတယ်။ ထူတာဒီဟာနယ်သာလန်နိုင်ငံရော်ဒါဒန်လေစိတ်ကိုပုဂ္ဂလိကဂျယ်လီရင်တစင်းနဲ့ရောက်ရှိလာခဲ့ပြီးတဲ့နောက်ဒီဟိတ်မြို့မှာရှိတဲ့ ICC မှာထိမ့်သိမ်းခံခဲ့ရကြောင်းပြောရေးဆိုခွင့်ရှိသူတဦးကအတည်ပြုခဲ့ပါတယ်။ထူတာဒီကိုခေါ်ဆောင်သွားတယ်လို့ယူဆရတဲ့ကာဒစီဟာဒီဟိတ်မြို့မှာရှိတဲ့ ICC ထိမ့်သိမ်းရေးစင်တာအတွင်းကိုမောင်းဝင်သွားချိန်မှာထူတာဒီကိုထောက်ခံသူတွေကဖလော့ပိုင်အလံတွေကိုကင်ဆောင်ဝင်ရမ်းခဲ့ကြပြီးထူတာဒီကိုပြန်လှုပ်ဖို့အော်ဟစ်တောင်းဆိုသူတချို့လည်းရှိခဲ့ပါတယ်။ တရားမျှတတဲ့လုပ်ငန်းစဉ်မရှိပါဘူး။ဒါကပြန်ပြီးဆွဲတာပါ။ဒူတာဒီကိုလင်းရင်ပေါ်တင်မီတီကိုခေါ်လာခဲ့ကြတာလေလို့ဒူတာဒီကိုထောက်ခံသူတူဖြစ်တဲ့ Desk Queen ကပြောပါရယ်။ဒူတာဒီကိုတိုင်ကြားတဲ့မူရင်းစစ်ပွဲမှာနှင်းနာသူတွေကိုကိုစားပြုတဲ့ ICC ရှင်းနဲ့ Gibert Andres ကတော့ဒူတာဒီကိုဖန်စီမှုဟာနိုင်ငံတကာပြစ်မှုဆိုင်ရာတရားစီရင်မှုအတွက်ကြီးမားတဲ့လက္ခဏာတစ်ခုဖြစ်တယ်လို့ပြောကြားခဲ့ပါရယ်။